ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်။ဆရာတန်းတိရှိတာတဲ့အလောင်းလေးကြပြားလေးကိုဖျက်ပြပေးသွားပါမယ်ရှင်။တို့ကိုဆွေအဖြေကရှင့်နေသေးတယ်ဆိုပေမဲ့ကျွန်တော်တို့ခက်မှန်းချသလိုဟောက်ချင်မဟုတ်မေ။တခုနှစ်ခုထက်မကလည်းပို့သွားနိုင်ပါလေ။မိုးနေတဲ့သူရဲ့ရှင်နေနိုင်သေးတဲ့သူရဲ့ပြီးတော့ မကြည့်ရင်လို့ထွက်ပြေးသွားကြတဲ့သူတော်ရှင်တွေရဲ့ကျွန်တော်ရောမလုံနိုင်လို့လဲဆိုတော့တွေ့သည်မမြင်သည်မအလောင်းလေးတွေကိုတစ်ထွင်းလှိလေးပေါ်တင်ညှို့ရတလျှောက်ခီးနှိမ်နေတယ်ပေါ့ဗျာဒီလိုသွေးထွက်တန်ယူဆက်ကမှာဒီလိုကြီးကျယ်ခမ်းနားတဲ့ခေတ္တခေတ်မှာကျွန်တော်ကိုယ့်ရည်ကိုယ်သွေးနဲ့ကျွန်တော်တက်နိုင်တာကဒီမြတာပါပဲဒါတိုင်းပစင်ချင်း အနက်ပါမဆောက်လို့နတ်မြဝအထိလာတက်ခကြီးဆက်ကြမယ်လို့ကျွန်တော်អော်ခေါ်တယ်။ဒုတ်ခကြီးကိုဒုတ်ဆက်ကြမယ်လို့ခြီလို့ပိုးလို့အလောင်းလေးတွေကိုတယူတရနဲ့ကျွန်တော်လှေပေါ်ပွေတင်နေပြီးတော့အင်ဖက်ဝိုင်းကြီးပြီးကျွံ့ရွက်ကြီးပြီးနဲ့သူတို့တယောက်ချင်းကိုလုံလုံခြုံခြုံအုပ်ပေးထားလိုက်တယ်။ကဲမော်ကသာစီမိုကြည့်လိုက်ရင် စာလုံးဝိုင်းဝိုင်းလေးတွေအတန်းလိုက်အတန်းလိုက်စီထားတဲ့ကြပြားတပုတ်လိုပေါ့ဗျာချောင်းရည်စလာပါအလောင်းလေးလေးလာခဲ့တယ်ပေါ့ကိုဆွေတကန်းကိုခွာတကန်းကိုကတ်နေနမဲအထက်ထက်ပြက်နေတဲ့မြင့်များမိုးချောင်းလေးချောင်းရေစီးကတော့အာကောင်လွန်လာတယ်ကော့ကူစိတ်က၃လောင်းလက်ပံကွင်းအဆက်က၂လောင်းကြက်ခတ်ဝေယုံတော့က၄၅၆လောင်း အယိုးရှိသမျှအသားရှိသမျှနာကျင်လွန်းခဲ့ကြပြီမို့လှေဦးမှာနေရချဒီဘဝနားကြပါစေတော့နေရဆုံးအယောင်အသွေးဆုံးပါပဲကိုဆူရင်သမင်းလောက်တန်းလန်းနဲ့လိလာစာအုပ်လေးထုတ်နေရင်နဲ့အမေကိုလာမင်းထိန်ထိန်သားတလို့ပြုံးပြနေရင်နဲ့ညီမလေးကိုခုံပိုးလာရင်နဲ့မိုးရေဆုံတဲ့ စာဝါနှံ့ကလေးကိုနှီးချီနေရင်နဲ့ကိုင်းတော်ပေးကအလောင်းမှာရှင်တွေအောင်နေလိုက်တာပြက်လူပြက်စဲကြာရိုးလေးလို့တွဲလောက်ကျနေတဲ့လက်မောင်းတစ်ဖက်ရက်နဲ့နဲ့ကြာသွားလို့တက်တူးလေးတောင်ပြက်စပြုတ်နေပါပြီငါရှုံးပါစီတရားကနိုင်ပါစီတဲ့အဲ့ဒီကြပြာရိုးလေးကိုလည်းဆရာအောင်ချိတ်စီကိုရောက်အောင်ကျွန်တော်လှေကလေးနဲ့ပို့ပေးရအောင်မင်း ။တချို့ကချက်ချင်းကြီးတော့တည်ချင်းနဲ့ဖယ်အသားကြနိုင်ပါအောင်မလဲ။စောက်ထိုးဆွဲခံထားရတဲ့အလောင်းမှာမျက်ရည်ဟာနှစ်ဖိုးပေါ်ကိုပြောင်းပြန်စီးကျနေတယ်။သူတောင်းနေကြလမ်းမဟုတ်လို့ပခုံးပေါ်မှာမျက်ရည်စီးကျောင်းလေးရှက်နေတယ်။အခုထိမချောက်သေးသလိုပဲ။အခုထိငိုနေတုံးလို့ပဲ။နာကျင်မှုဟာအခုထိဆက်ဖြစ်နေတဲ့အတိုင်းပဲ။ ခဏရက်ပေးပါလေပြင်းနဲ့တိမ်ဆိုးမုတ်တုံဖွဲယုံဆိုယုံသာရွာပါခဏလောက်နားပေးပါသွားလန်းလာလန်းတာကြစီချင်နေဗျာမိတွေမလာခင်ကဒီနေရာမှာတန်းဝဝါတွေပွင့်တဲ့ခြံစည်းရိုးလေးရှိခဲ့ပါလိမ့်မယ်ဒီနေရာမှာကြာဆုံးသွားပါပြီဆိုတဲ့အဝေးသတင်းကိုညှင်းဆန်အော်ဟစ်နေတတ်တဲ့ တချိန်ညိုပင်လေးတပင်ရှိခဲ့ပါလိမ့်မယ်ဒီနေရာမှာနေတလိညာတလိဆက်ဆက်ညှို့နေတတ်တဲ့အိမ်မက်စိမ့်တွေရှိခဲ့ပုံရပါတယ်ဒီနေရာဆိုတာကျွန်တော်အထင်ပြောတာပါဟောဟိုနာကကြာကန်ထိတ်မှလည်းဖြစ်နိုင်တာပေါ့ဗျာအခုတော့၆တွေ့နေတဲ့စစံကြီးလေးဟာရေတံခွန်ဟောင်းတစ်ခုပမာ ခလိမ့်မလေးရဲ့ရှင်ဘက်ပေါ်မှာနှိမ်သက်လို့ပြစ်ပယ်ထားရတဲ့လောကကြီးကိုချိန်ဆလို့ငေါ်ထွက်နေတဲ့လက်ဖြံရိုးဟောင်းကဘာကြီးပုံတနည်းနည်းနဲ့ဆက်သွဲဖို့ကြိုးစားလို့တွေးစီကြောင်းကတနခါပကွက်ကြားလေးပေါ်စိုက်ဝင်လို့နေတာညတာဘဝတာတုံလွန်းခဲ့သူတွေအသားတော်ညိုပြညက်ရဲ့ဖလန်နေအကွက်စိတ်လေးနဲ့ ိတ်တော့နော်ကွယ်။အော်ငါနှမရဲ့ကတော့ခမလိုပါဘူးကွယ်လို့ကျွန်တော်ညင်းလိုက်ရတယ်ကိုဆွေ။သူ့မှာအရှက်ရောအသက်ရောမရှိတော့ဘူး။သူ့ကြောင့်သူ့ကံတွေလဲပြိုတာပြိုခန်းတာခန်းကန်းနှဖူးကစေတီလေးကိုခရင်ဝင်မထွက်ခင်နောက်ဆုံးအနေနဲ့ဥတင်ခဲ့ဖို့ပြောလိုက်မိတယ်။ကောင်းခင်ဘုံလား။ နိဗ္ဗာန်ကိုလားအလားရှင်တော်မြတ်ရဲ့ရှေ့တော်မှာကိုလားအဲ့ဒီကိုသွားတဲ့ဇန်တွေကျွန်တော်မသိဘူးကိုဆွေဒီလိုပဲမင်းဆံမီလှော့ခတ်သွားရတော့မှာပဲသူတို့ဆင်းကျင်တဲ့နေရာမှာဆင်းကြပါစေတည်းအလှမတဲ့တူမလေးနှစ်ယောက်ကိုဝတ်တော်ရီနဲ့ပြည်မှာချထားပေးခဲ့မယ်လေဝတ်တော်ရီနဲ့ပြည်ကနဲ့သမီးလေးလိုလှပါတယ်လို့ တချင်းတောင်ရှိခဲ့တယ်မဟုတ်လားဗျာအေဒီဆိုလဲအေဒီဥယျာဉ်ရှိအထိရောက်စီရမှာပေါ့ဒီလိုမဟုတ်ရင်လဲနောက်နောက်ဘဝကျွန်တော်ရောခမရရောအင်မတန်ချစ်ရတဲ့ယူစနာမက်ခင်ပြိုလေးတွေဖြစ်ကြပါစေကနဝင်မမလေးတွေဖြစ်ကြပါစေညီမလေးမမမြင့်တွေဖြစ်ကြပါစေ ။ရာမခိုးချီခင်ဆွေရည်လေးတွေဖြစ်ကြပါစေ။ကိုဆွေဘသူ့ဘုံမှာမပေးခဲ့ဘူးတဲ့စုပါ။အားလုံးအားလုံးခင်ဖုံးတဝီလေးတွေလည်းဖြစ်ချင်ဖြစ်ကြပါစေဗျာ။တေမင်းရဲ့စိတ်ရောအယိုးခေါင်းပုံတစ်စိတ်တော်နဲ့တိုင်းပြီ။ဟေးလာကြလေပေါ်တက်ကြ။အနေခက်အသိခက်တဲ့အရက်တကာကို ချောင်းရီမတက်ခင်အလောင်းလေခရီးဆက်ရအောင်မယ်ကိုဆွေတန်တိအချိန်ပေးပြီးနားထောင်ပေးကြသူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။